ယူနိုက်တက်အသင်းဆင်လားဆိတ်လားဆိုတာချဲဆီးနယ်ပွဲမှာတက်တည်ပြသွားလိမ့်မယ်။ပရိသတ်များလုံးမဲမိလားများ Red Devil Information ကနေပြန်လည်ကြိုးလိုက်ပါရင်လက်ရှိ2024-25ဘောလုံးရာသီကိုသုံးပုံပေါ်ပြီးကြည့်ရင်နှစ်ပုံကျော်ထိကျိုးသွားပြီဖြစ်သလိုတပုံတော့မကျန်တော့ဘူးလို့ဆိုရပါလိမ့်မယ်။ဒီအားဖြင့် Premier League ပွဲအစဉ်တိုင်းဟာကျွန်တော်တို့အတွက်မဟုတ်ခဲ့သလို Premier League နေ့ရက်တိုင်းကပြသသားတွေဖြစ်နေကြတာပါ။ယူနိုက်တက်ကိုယ်တိုင်ကအသင်းကြီးမို့လို့အသင်းကြီးတချို့ကိုတူတင်ကိုယ်တိုင်ကစားနိုင်ခဲ့တယ်ဆိုပေမဲ့အသင်းငယ်တွေနဲ့တွေ့ရင်တော့ပေါ်ပြက်ပြက်နဲ့စားမပါတဲ့ဟင်းတစ်ခွက်လိုဖြစ်သွားပါရင် ဆောင်းပါရဟင်းတစ်ခွက်ကအချင်းငန့်နေတဲ့သူတယောက်ကိုမေတ္တာအတုတွေပေးထားသလိုဖြစ်ပြီးတော့အတုရောင်ချစ်တဲ့နဲ့သာကျင်နဲ့နေခဲ့ရသလိုပါပဲအချိန်တန်ရင်ကျမတို့အတူတူနေကြမယ်လို့ပြောပေမဲ့အဲ့ဒီအချိန်ဟာနောက်ဖျားပွင့်လာရင်တော့တန်မှာမဟုတ်ပါဘူးအမေစုပါကြောက်လို့နိုင်အောင်ပေးမထွက်ဘူးအိမ်မပိုင်ဘူးဆိုတဲ့စကားတွေဟာတိတ်ကိုလှပတဲ့မိမသားတယောက်ရဲ့ချိုသားတဲ့မူသားစကားတွေဖြစ်ပါရင်ဟုတ်ပါတယ်တကယ်ချစ်ပြီဆိုရင်ကောင်မလေးတယောက်ကအိမ်ပိုင်မှုဆိုတာမရှိသလိုဟုတ်ရင်ကအပြစ်တွေကိုအမြင့်တွေပြီးစကားတွေဖောင်ဖွဲ့နေကြဘာတောက်ကြောင်းမှမရှိပါဘူး ိတ်ဆွေအနေနဲ့အခုလိုမျိုးအဖေမျိုးနဲ့ကြုံတွေ့နေရပြီဆိုရင်အဲ့ဒီအချိန်လေးကနေဝောင်းဝောင်းချွေးဝင်းဝင်းရှောင်ပြီးတော့အချစ်သေးရှာဖို့ကတော့တိုက်တွန်းလိုက်ပါရစေခင်ဗျာယူနိုက်တက်ရဲ့အဖြစ်ကလည်းအချိန်လေးမကောင်းလို့ဘယ်ရင်ပြောင်းမိပါတယ်ဆိုမှဘယ်ရင်ဆရာကထုခန့်ကြော်ဖြစ်နေပါတယ် တန်ဟန်းနဲ့လန်ထွက်ပြန်မတက်ခဲ့ပါဘူးကြားကြလို့ရှင်ကြီးကိုမိပါတယ်အမော်ရင်ဆိုတဲ့ရှင်ကြီးကလည်းကြားထက်စိုးနေတယ်လို့ညတိုင်းနေပါအင်ရေးဝတယ်လို့ကိုမရှိခဲ့ပါဘူးကြားရဲ့ဥရောပပွဲတွေနိုင်လိုက်စနေနေ့တွေရောက်ရင်ခြေခွဲလူငယ်ဖြစ်လိုက်နေဒီဘုတ်ထဲကဒီပဲပဲကောင်းနေလို့ကိုမရှိပါဘူး ဒါပေမဲ့လည်းတမိုင်းစင်လာကြီးမားတဲ့တရင်ဒီစိတ်တက်ကို United တို့ပိုင်ဆိုင်ထားဆဲဖြစ်ပြီးတော့အသင်းကြီးတွေနဲ့တွေ့ရင်အသင်းကြီးစိတ်ဖြစ်သွားတာကတော့ကျေးဇူးတင်စရာအချက်ပါ United ဟာ United မဟုတ်တော့ဘူးဆိုပေမဲ့ United ဒီအနေကတော့အနည်းငယ်ကျန်ပါသေးတယ်ဒီအစီမောင်း Man City ကိုကမ်းဖတ်နဲ့အကျန်းဖတ်ပြခဲ့တဲ့ပွဲစဉ်တွေ FA ဘလောက်မှာ Arsenal ကိုတရောင်းရောနဲ့ကံပြသွားခဲ့တာတွေကအထင်ကြီးစရာတွေပါဒီအစီ Premier League ပြိုင်ပွဲတွေမှာ United အသင်းဟာအသင်းငယ်ရင်လည်းမနိုင်သလိုအလဲလဲအသင်းဆိုရင်လည်းရှုံးနေတာကိုပြည်သက်တွေတည်ထားပြီးသားဖြစ်ပါလိမ့်မယ် ဝေဆန်းကအခြေချမ်းသွားပြသလိုပြားအသင်းကမတရားစွန်ခြင်းကိုလည်းခံထားပါရင်ဘုံမောက်ကြောင့်ဂုံးကောက်စရာမရှိတာတွေဖြစ်သွားခဲ့ရပြီးဝေဘလီဆိုရင်လည်းအမြင်မတော်စရာတွေနဲ့ရှုံးမိတာပါဒီတစ်ပတ်တွေ့ရမှာကချင်းသစ်ပြအသင်းမှာချင်းသစ်ပြချင်းသစ်ပြဆိုပေမဲ့ United နဲ့တွေ့ရင်ကိုလက်အင်ကမစုံတော့သလိုဖြစ်သွားတဲ့ Chelsea အသင်းမှာဒီနောက်ပိုင်းမှာ Chelsea အသင်းဟာ United အသင်းထက်ကိုပိုကောင်းလာပါရင်ဒါပေမဲ့လည်း Chelsea တို့အနေနဲ့တည်ရနေတဲ့ကြောင့်အများအားဖြင့်အခက်တွေ့နေရပြီးတော့နောက်ဆုံးကိုယ်ပွဲတွေ့ဆုံမှုမှာ Chelsea အသင်းကတပွဲသာနိုင်ရရှိထားပါရင် လက်ရှိအနေအထားသုံးသက်ရမယ်ဆိုရင်လည်းချဲစီတင်ဟာအမှတ်ပေးဆရာရဲ့အဆင့်9နေရာထိကိုရောက်ရှိနေတယ်လို့လာမယ့်ရာသီချန်ပီယံလိပြိုင်ပွဲအတွက်အခြေအနေကောင်းနေပါတယ်။တဲနေတွေကတော့တမ်းမစင်းရတာကိုကန်ကောင်းနေပြီးတော့တန်းစင်းစုံနဲ့ United တို့ကြားမှာလည်းအဆင့်တစ်ဆင့်ကွာချပါတယ်။အဲဒီတစ်ဆင့်ကလည်း Spark Club ဖြစ်ပြီးတော့ Spark Club နဲ့ Manchester Club တို့ဟာလာမယ့်မေလ21ရက်နေ့မှာ Europa League Plus Blue ပွဲအဆင့်ကိုရှင်းပိုင်ကစားသွားကြမှာဖြစ်ပါတယ်။ချဲစီနဲ့ပွဲအကြောင်းပြန်ပြောင်းပြောရင် United တို့အနေနဲ့ဒီအားဒီမှာဘလောက်ပဲအခြေအနေဆိုးရနေပါစေသူတို့ဟာစင်လားစိတ်လားဆိုတာတောက်ကြညမှာစင်ပေါ်မှာပြန ြသသွားပါလိမ့်မယ်။ဒီပွဲလေးဖလားဘောလုံးပွဲမတိုင်ခင်မှာဒီပွဲကနောက်ဆုံးပွဲမို့ United တို့အကောင်းဆုံးစိတ်နဲ့ပြင်ဆင်လာပါလိမ့်မယ်။မကန်ချင်းစိမ့်အမေရိကန်အသင်းချစ်စိမ့်တရန်နီစိမ့်လူမျိုးချစ်စိမ့်နဲ့ကြိုးစားရင်ဘာမဆိုဖြစ်နေဆိုတာအသက်16နှစ်သားလူမျိုးပေါင်းစပ်လေးက15မျိုးလောက်တင်းပြပြီးတော့တက်တည်ပြနေပါတယ်။ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ။